2025ခုနှစ်ဧပြီလအဲတလတာအတွင်းမှာတောက်ကြသာသမီမိတ်ဆွေရာကံရှင်တွေဘယ်လိုရှိမလဲဆရာတို့ဆက်ခေါ်ပါမယ်တောက်ကြသာသမီမိတ်ဆွေများလက်ရှိမှာမိတ်ဆွေတို့ရဲ့ယင်ထဲမှာအောင်မြင်ခြင်းတွေအဲဆရာတို့လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင်အဆဖော်ခြင်းတွေကြိုးစားနေတယ်ငါဒါကိုပဲလုပ်ရင်ကောင်းမလားဟိုကိုပဲလုပ်ရင်ကောင်းမလားဆိုတော့ငါလက်ရှိမှာဒီလုံးနဲ့တော့အဆင်ပြေပါမလားဒီလုပ်ကတတတာရရှိတို့ကသွားပါမလားဆိုပြီးတော့အနာဂတ်အတွက် ရမျောလင့်ချက်တွေစဉ်းစားနေတာမျိုးတွေးခေါ်နေတာမျိုးတွေအအတိတ်အတွက်အနာဂတ်အတွက်မဖြစ်ပေါ်လာသေးတော့ကိစ္စတွေမှာစဉ်းစားတွေးခေါ်ပြီးတော့ပူပန်နေတာမျိုးတွေကြွားတယ်သို့သော်တောက်ကြသားသမီးမိတ်ဆွေတို့အနေနဲ့ဒီလက်ရှိကာလအတွင်းမှာမိတ်ဆွေတို့အနေနဲ့ဘာမှ လက်ရှိမှာမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်အစမပြေမှုတွေအခက်အခဲတွေကြားရရနေမကြမီပျော်ထွက်လာမှာအသေးကြပဲဖြစ်တယ်ခင်ဗျာဒါအပြင်တောက်ကြတော်မိတ်ဆွေတွေကဒီလတာတော့ဒီမှာဧပြီလတွေမှာဘာကိုဖြစ်ဖြစ်အစမှာနည်းနည်းလေးအခက်အခဲလေးတွေပြုံရတတ်တယ်နည်းနည်းလေးအစမှာရုန်းကန်ရတတ်တဲ့အတွက်ကြောင့်တော့ဘာကိုလှုပ်လှုပ်ဇွဲရှိရှိနဲ့အားဆိုင်ပြီးလှုပ်ဖို့တော့ဒီတလတာတာတွင်မှာလိုအပ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့ရေပေါ်စီလှုပ်တာမျိုးရောင်ဝါးဝါးလှုပ်တာမျိုးတွေတော့အကျိုးမပေးပါဘူးတောက်ကြတွေကဒီလမှာဇွဲရှိပြီးတော့ရှိလို့ဆောင်ရလှုပ်ဆောင်မှဒါဇွဲလေးနည်းနည်းလေးတော့ဇွဲစုကလေးနည်းနည်းဆိုက်ပြီးတော့လှုပ် ောင်ရင်အောင်မြင်ခြင်းတုတ်တက်ခြင်းတွေရရှိပါလိမ့်မယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ပေးရင်မြင်ကြီးရှင်ရွှေကြီးဆိုတဲ့ကိစ္စတွေအဲဆွမ်းနာလိုပေါ့ပုံအော်ရင်းပြီးတော့လှုပ်ဆောင်တဲ့အလုပ်ဒီမှာအတတ်နိုင်ကိုတတိထားဆင်ကျင်ရလိုအပ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြစေခင်ဗျာ။ထို့အပြင်မိတ်ဆွေတို့အနေနဲ့တောက်ကြတာသမီးတွေဒီလတာတော့ဒီမှာဆိုရင်တော့ဘာလို့ဖြစ်ဖြစ်လေလီအာတော့ခွန်ဆိုင်လို့ဖို့လိုအပ်တယ်လို့အဲ ဒေါသနဲ့ဆုံးဖြတ်တဲ့ကိစ္စလေးဒီမှာအမားပါတတ်တယ်ထို့အပြင်ဒေါသနဲ့ဆုံးဖြတ်တဲ့ကိစ္စလေးဒီမှာအမားပါတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်နည်းနည်းလေးစိတ်ရှည်တိခံပြီးပြောဆိုလောက်ဆောင်တာဟာကံကောင်းခြင်းအားသာခြင်းတွေရရှိစေနိုင်တဲ့ ်ထို့ပြင်မိတ်ဆွေတို့ကကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်အသွေးအသားနဲ့ပတ်သက်တာမျိုးလေးတွေအရည်ပြားရာနာမှုလေးတွေနဲ့ပတ်သက်တာမျိုးလေးတွေကြုံရတတ်တယ်လို့ယာတိအကူပြောင်းကာလာလေးတွေကြောင့်အထင်းငော်လေးတွေကြုံရတတ်တယ်နော်ယာတိအကူပြောင်းကာလာလေးတွေကြောင့်နည်းနည်းလေးဟိုကျမ်းမာရေးနဲ့ပတ်သက်ရအမိနာမဖော်မရတဲ့ဟိုနာကတိနာခေဆူဆူဝါတော့မဟုတ်ဘဲနဲ့အယူပါကနည်းနည်းလေးချူမရပါမယ်ကျမ်းမာရေးကနည်းနည်းချူချာနေတာမျိုးလေးတွေကြုံရတတ်တယ်လားဖြစ်ပါတယ်လူကိစ္စမျိုးလေးတွေဆိုဘာသာရေးကိစ္စလေးတွေလူမှုရေးကိစ္စလေးတွေအများနဲ့ပတ်သက်တဲ့ကိစ္စလေးတွေများများလှုပ်ဆောင်ရင်ကန်တက်မှုနဲ့တိုးတက်မှုတွေရ ရှိပါလိမ့်မယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တယ်ပါဆိုရင်အဲတောက်ကြတာမီမိတ်ဆွေတွေဟာ စနလဘောကျမ်းစာရင်းနဲ့ပတ်သက်ရင်လည်းအမီနာမဖော်မြင်ရတဲ့အနှံ့ငယ်တော့ရှူချာတာမျိုးလေးတွေကြုံရတတ်ပေမဲ့အစမှာတော့ပထမတစ်ပတ်မှာတော့09ရက်လောက်တော့ဧပြီ9ရက်လောက်တော့ညံ့နေတယ်ဧပြီ9ရက်ကျော်ရင်တော့ကံကတူးတက်မှုတွေကံကောင်းမှုတွေရရှိစေတဲ့လဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့နိုင်ငံခြားခီးသွားတဲ့ပတ်သက်တာမျိုးလေးတွေတော့တတိထားဆင်ခြင်ပေးပါလူလိမ်ခံရတာမျိုးလေးတွေကြုံရတာမျိုးနိုင်ငံခြားခီးသွားတဲ့ပတ်သက်လာရင်တူးတက်မှုတွေအားနည်းတာမျိုးကြံ့ကြာမှုနှောင့်နှေးတာတွေကြုံရတတ်တယ်ဘာသာခြားလူမျိုးခြား နိုင်ကကြပြပနဲ့ပတ်သက်တာမျိုးတွေဒီမှာနည်းနည်းလေးထင်တော့ကြံ့ကြံ့မှုတွေကြုံရတတ်တဲ့အတွက်တော့ကိုကိုယ်တိုင်ဥစည်းဥဆောင်လုပ်ရန်အားနည်းစီတော့ကာလဖြစ်တယ်ထို့ပြင်တောက်ကြရရကိုနေရာမှာလည်းကိုမပိုင်မပြီးဒီနေရာမှာလည်းကိုမပိုင်မပြီးဆိုတော့ကာလကြောင့်ဒီကလာအတွက်မှာတော့နေရာတကာမှာကိုကကိုပါတာမပါတာဖြစ်ပြီးတော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တယ်လို့ကိုကိုယ်တိုင်ဥစည်းဥဆောင်ပြီးတော့ ဆောင်ရွက်ပြီးနေရာတက်တဲ့အတွက်တော့အနေငယ်လေးတာမန်လာတတော်ပူပင်မှန်းလာတော့အသေးစားပဲဖြစ်တယ်။ဒါသမီးနဲ့ပတ်သက်လို့နည်းနည်းလေးစိတ်တိုင်းမကြတာမျိုးအဲတပည့်လက်သားနဲ့ပတ်သက်လို့ရှိရင်နည်းနည်းလေးအောက်လက်ငယ်သားနဲ့ပတ်သက်လို့ရှိရင်နည်းနည်းလေးပြောမရဆိုမရအယွတ်လေးတွေအမာလေးတွေဂျုံကတက်တဲ့အတွက်တော့သတိထားစဉ်းစားပေးဖို့လိုအပ်ပါတယ်။အဲယာရုလုံငန်းကန်ငန်းနဲ့ပတ်သက်ရင်ယာရုတို့ဖို့ယာရုတက်ဖို့ထက်လက်ရှိနေရာမှာတော့မှတင့်တော်အောင်လုပ်ပါယာရုပြောင်းတာမျိုးအလုပ်ပြောင်းတာမျိုးမသေးချာမရရတဲ့အလုပ်ဒီမှာပြောင်းလဲလုပ်တာမျိုးလေးတွေမှာတတိထားစင်ကျင်ရန်လိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပြရစေခင်ဗျာဒါအပြင် ဒီလာတာတော့ဒီမှာဆိုရင်မိတ်ဆွေတို့အနေနဲ့အဲလာရီလုပ်ငန်းနဲ့ပတ်သက်ရှိနေတဲ့နေရာမှာတော့မြဲအောင်ကြိုးစားဖို့လိုအပ်ပါတယ်။ OA ချန်ပီယံစောက်တာမျိုးတွေဒီလာတာတော့ဒီမှာကြန့်ကြာတတ်ပါတယ်။တတိယဆင့်ကျင်ရန်လိုအပ်ပါတယ်။ ပါတယ်ထို့သူဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့လူရောမလွယ်ပါနဲ့လူလိန်ခံရတာမျိုးလေးတွေအဝေးကဘာသာစကားဘာသာရှားလူမျိုးရှားတွေကလိန်နာမျိုးတွေစုမဲတွေပေါက်ပြီးဆိုပြီးလိန်နာမျိုးတွေကြုံရတတ်တဲ့အတွက်တော့တတိထားစီပြင်ရလူကကြောင့်ထထလောင်းပြောကြလိုက်ပြရစီခင်ဗျာ OA Champion နဲ့ပတ်သက်ပြီးတော့ဆောက်လက်စအိမ်တွေကိုမဝယ်ပါနဲ့အဲ OA Champion နဲ့ပတ်သက်ရင်ဒီကလာဒီမှာကိုယ်အမိခံပြီးမဆောက်ပါနဲ့အဲ ညံ့ပါတယ်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လို့မီယာဆိုင်ကြီးနဲ့ပတ်သက်စိတ်တိုင်းမကြတာမျိုးတွေတော့အနည်းငယ်လေးကြုံသွားတက်ပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့မိသားစုဝင်တွေမှာကျန်းမာရေးညံ့နေတဲ့သူတွေရှိတဲ့အခါတဦးတယောက်ညာအိတ်အပြင်ညံ့နေထွက်လိုက်ပါကျန်းမာရေးကောင်းလာပါလိမ့်မယ်ခင်ဗျာအဲကျန်းမာရေးညံ့နေလို့ရှိရင်ကျန်းမာရေးကောင်းစီရအတွက်တစ်ခုခုပေါ့နော်ဟိုကျန်းမာရေးညံ့နေတာမျိုးလက်အရန်ပိတ်နေတာမျိုးဆိုညာအိတ်တရက်ထွက်သွားတာမျိုးတွေလောက်တိုင်းကံကောင်းမှုနဲ့ပြုတ်မှုတွေရရှိပါလိမ့်မယ်ရိုးရာအိမ်တွင်လက်ဖက်ဆက်ပြီးပါခင်ဗျာဝါဝုံမှာထွက်မှာရိုးရာအိမ်တွင်ညှိုးနေတာမျိုးရိုးရာအိမ်တွင် လူရည်အိမ်တွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဟိုကျွန်တော်တို့ပေါ့ကိုကိုမေးလျော့နေတဲ့အတွက်စိတ်ဆိုးနေတာမျိုးပြီးကြုံရတတ်တယ်ပြီးတော့တတိယဆင်ကျင်ပေးရန်လူဝါကြောင့်ဖက်လောင်းပြောလိုက်ပြရစီထို့အတူဆွေမျိုးသားချင်းနဲ့ပတ်တိုင်တောက်ကြရဒီလာတာတော့ဒီမှာအိမ်မလာရလို့ဆိုင်းပုတ်တက်ထားတာပိုကောင်းပါတယ်ခင်ဗျာအကောင်းကျိုးကောင်းကျိုးကပေးတာအားတော့နည်းရဲဆိုးကျိုးလေးတွေပေးတတ်တယ်အတွက်ကြောင့်တတိယပါအဝေးကိုရောက်နေတော့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆိုးရိမ်စရာသတင်းလေးတွေကြားရတတ်ပါတယ် ထင်ရှဲထီအလောင်းစားနဲ့ပတ်သက်ရင်ဆရာတိုင်းကိုင်းကျင်းပါလေခင်ဗျာဆိုတော့ကောင်းပြီအဲကံကပေါလောင်းပေါလာတူးကြည့်ကြည့်ပေါ့နော်ဆိုတော့ကောင်းပြီဒီလနာတို့တွေမှာလူငယ်တွေရှင်ရင်းနဲ့ပတ်သက်ရင်ရှစ်သူကြီးစာရရှိတတ်တယ်လို့ဖူးစာဘတ်တွေပေါ်လာတာမျိုးတွေကြုံရတတ်တယ်ခင်ဗျာဒါအပြင်မိသားစုကိစ္စအိမ်မေးကိစ္စအဆင်မပြေမှုတွေကိုအဆင်ပြေအောင်ကြိုးစားဆွမ်းဆောင်နိုင်ဖို့အပတ်တာကာလဖြစ်ပြီးတော့တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေရင်ဖြည့်ရှင်းမှာအောင်မြင်ချက်တိုးတက်ရှင်ရရှိပါလိမ့်မယ်ကိုပိုင်လုပ်ငန်းတွေ ြောဆိုလို့ဆောင်မှာအာသာကောင်းမှုပါလေဒါပေမဲ့သူများနဲ့ပတ်သက်ဘာသာရေးအများနဲ့ပတ်သက်ပြီးကိုယ်နဲ့မဆိုင်တဲ့ကိစ္စလေးဒီမှာတော့စေတနာတွေဝေဒနာဖြစ်ရတတ်ပင်မယ်လို့ကိုယ်တိုင်လုပ်ငန်းတွေငွေကြီးနဲ့ပတ်သက်တာတွေဥဆောင်တာတွေငွေရှိလုပ်ငန်းတွေငွေကြီးနဲ့ပတ်သက်ပြီးတော့တိုးချဲ့အောင်လုပ်ဆောင်တဲ့အလုပ်တွေမှာတော့အာသာမှုနဲ့တူတက်မှုတွေရရှိတတ်ပါတယ်ဒါအပြင်အမခန့်ကိစ္စတွေအမှုကိစ္စတွေအမွေကိစ္စတွေရုံးကလနာဆိုင်ရာကိစ္စတွေမှာကိုယ့်ဘက်ကအာသာခြင်းကောင်းမှုခြင်းနေနဲ့အနိုင်ရမှုတွေရရှိတတ်တော့အပတ်တာပိုင်းခြားကာလဖြစ်ပါတယ်အထက်လူကြီးအကြီးအကဲတွေရဲ့ကိုင်ကြီးမြောက်စားမှုတွေအားပေးမှုတွေထောက်ကမ်းမှုတွေရရှိ ိတတ်တော်လာဖြစ်တယ်လို့ရာထူးလုပ်ငန်းကိုင်ခံတဲ့ပတ်သက်လာရှင်လေကိုပိုင်လုပ်ငန်းစတင်လို့ဆောင်လို့လည်းမိတ်ဆွေများဘာကြောင့်မှတုံဆိုင်မနေပဲနဲ့ရေရေကြီးစတင်လို့ဆောင်မှာတို့တက်မှုနဲ့အေးချမ်းမှုကိုရရှိပါတယ်ပညာရေးနဲ့ပတ်သက်လာရင်လည်းဘာမှစိုးရိမ်စရာဘာမှမတွေ့ရပါဘူးမိမိတက်မြောက်ပြီးတော့ပညာရက်ကိုတစ်ခုအသုံးချပြီးတော့ဖြည့်လို့ဆောင်ရလို့ဆောင်ရင်အာတာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်မိဘတွေ အထက်လူကြီးတွေအကြီးအကဲတွေရဲ့အကူအညီကိုရရှိတတ်တယ်လို့အိမ်တော်ကြီးမှဆိုရင်လည်းအိမ်တော်ဘက်ရဲ့ပြောဆိုမှုကောင်းမှုအိမ်တော်ဘက်ရဲ့ထူးထူးခြားခြားအထောက်အကူကူညီမှုရရှိတတ်သောကာလဖြစ်တဲ့အတွက်တော့အိမ်တော်ဘက်နဲ့ပတ်သက်လို့ရှိရင်တိုင်းမင်သားမျိုးအိမ်တော်ဘက်နဲ့ပတ်သက်ရင်အကြံဉာဏ်တောင်းတာမျိုးတွေလှုပ်ဆောင်ရင်တိုးတက်မှုနဲ့ရရှိတတ်သောအပတ်တကာလပိုင်းခြားဖြစ်ပါလေခင်ဗျာစားသောက်ကုန်လုပ်ငန်းတွေဆက်လူလုပ်ငန်းတွေစံစီစီစားဆက်ပစ္စည်းနဲ့ပတ်သက်တာတွေခြေတူဆောင်ရလှုပ်ဆောင်မှာအကျိုးပေးပါတယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအမှုပညာဆိုင်ရာလုပ်ငန်းတွေထင်ပေါ်ကျော်ဆုံးမှုနဲ့ပတ်သက်တာမျိုးတွေမှာတော့ကံရဲ့အားနည်းမှုကိုရရှိတတ်တယ်လို့ဗကြီးဘဘု ေရင်ဗေဒတရုပ်ဆောင်အစုအကအရေးတီးနဲ့တုခုမအနုပညာနဲ့ပတ်သက်လာရင်တော့အာထင်ပေါ်မှုတွေအားနေစီတော့လာဖြစ်တဲ့အတွက်တို့ဒီကာလတော့ဒီမှာစတင်ရန်တို့တော့အားနေစီပါတယ်တို့အပြင်မိမိရဲ့အဲဆနာလို့ပေါ့ ကိုနဲ့တွေ့ဆုံခဲ့ဘူးတဲ့တမီးစားဟောင်းနေချစ်သူဟောင်းနေအိမ်တော်အဟောင်းနေရကိုကိုတပုတ်လေးလို့ပြောခံရတာမျိုးအဲ့ဒီရဲ့ negative effect တွေလာရိုက်တတ်တဲ့အတွက်တော့တတိထားစင်ငင်ရလိုအပ်ပါတယ်ဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့ရှိရင်တတိထားမောင်းနေဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့ရှိရင်လော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 မဆုံးဖြစ်ပါနဲ့ခဏခဏပြတ်ရတာမျိုးပြောက်ရတာမျိုးတခိုးခိုးခံရတာမျိုးဒီကြုံရတတ်တဲ့အတွက်တော့တတိထားစင်ငင်ရလိုအပ်ကြောင်းထပ်လောင်းပြောလိုက်ပါရစေသသမီးနဲ့ပတ်သက်ပြီးတော့ စိတ်ပြင်လာလူပြင်မှဖြစ်ရတတ်ကြောင်းလေတာသမီအိမ်တော်ကြီးကိစ္စအလုပ်ကိစ္စတွေမှာအနှံ့ငယ်ချင်းကိုကြံ့ကြံ့မှုတွေဂျုံအပ်တတ်ကြောင်းထထောင်ပြောကြားလက်ပြရစီခင်ဗျာငွေကြီးနဲ့ပတ်သက်လာရင်လက်လွန်တာတဲ့ငွေကြီးတွေကိုရဲရဲကြီးတောင်းမှပြန်လေရရှိတတ်တော့လာဖြစ်ပါတယ်ခင်ဗျာဒါအပြင်တောက်ကြတာသမီတွေကဒီလက်တာတော့ဒီမှာဆိုရင်ဘာကိုလှုပ်လှုပ်တနေ့လာတာသမီအဲအင်္ဂါတာသမီတွေနဲ့တွဲဖက်လို့ပါကံရဲ့အထောက်အကူကိုရရှိတတ်တော့ကာလာဖြစ်တယ်ခကြီးသွားတဲ့ကိစ္စတွေလုံခြုံမှုဆိုင်ရာကိစ္စတွေဘေးရန်ကင်းရှင်းစေရန်အတွက်ဆိုတော့ဂျာစာပရိယတ်တို့ဂျာစာပရိနေတာတွေနဲ့တွဲဖက်သွားပါကံကောင်းမှုတွေကိုရရှိစေနိုင်တော့အပတ်တာကာလာအပိုင်းရှာဖြစ်ပါတယ်ခင်ဗျာ ဒါအပြင်ကိုပိုင်လုပ်ငန်းတွေစတင်လှုပ်ဆောင်လို့တဲ့မိတ်ဆွေများတော့ရှေ့တူဆောင်လာလှုပ်ဆောင်ကောင်းကြောင်းထပ်လောင်းပြောကြားလိုက်ပါစီခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီလာတာတို့တွေမှာအကျိုးပေးသောကဏ္ဍအနေနဲ့၅ကဏ္ဍ၊၇ကဏ္ဍ၊၄ကဏ္ဍဟာအကျိုးပေးပါတယ်အကျိုးပေးစီတော့အယောင်နေနဲ့ဆိုရင်တော့ဖြင့်အပန်းရောင်အပြာရောင်အဖြူရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စီပြီးတော့မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမျိုးတွေကြရင်ဩဇာရကလေးတွေကိုဆောင်ပြီးလိုရာမှုကိုပြုမှုဆောင်ရင်တိုးတက်ကောင်းမွန်ပြီးတော့အဆင်ပြေအောင်မြင်တိုးတက်နိုင်တော်လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့ အဲတောက်ကြတာသမီးတွေဒီလာတာတော်တွင်းမှာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝဲကုန်တွေအယောင်းထွက်အယောင်းတွက်စီဖို့အတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းတဲ့အခါမှာဆရာတို့ဟိုအပန်းရောင်ကတ်တူဆက်ကူလေးကိုကတော့ဆွနာလို့ပေါ့လုံးပြီးတော့ တေခွင်းလေးနဲ့ထိတ်ကနေပတ်ပြီးတော့အဲ့ဒီရဲ့ရောင်းပုံပစ္စည်းတွေကိုအဲရောင်းမဲ့ပစ္စည်းတွေအဲ့ဒီကတ်ထူစာရလေးကိုအမွှေးလေးဖြန့်ပြီးရောင်းမဲ့ပစ္စည်းတွေထိတွေ့ရိုက်ပုတ်ပြီးတော့ပါစက်ကနေရောင်းထွက်အောင်မောင်းထုတ်နေထုတ်လိုက်ပါဒါဆိုရင်ရောင်းထွက်အရောင်းသွတ်သွားပါလိမ့်မယ်ခင်ဗျအဲအိမ်အောင်ပရိဘောဂလုပ်ငန်းဆိုင်ရာလေးတွေလက်မှုပညာလုပ်ငန်းလေးတွေအိမ်သွင်းမှုဆိုင်ရာလုပ်ငန်းလေးတွေမှာအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောလဖြစ်ကြောင်းထလောင်းပြောကြားလိုက်ပြရစီခင်ဗျာတခါလေးမှဒီစီဇတာလေးမျိုးတွေဆရာအကြံပေးရှင်ပါလေလူတယောက်ဟာစိုးနေပြီဆိုရင်ဒါဟာကံကောင်းမှုဆိုတာတော့ မမိနဲ့လို့ဆရာကအကြံပေးလိုပါတယ်။အဲထို့ပြင်မိတ်ဆွေအဆက်ဆက်ရရာအစီအပြီးအောင်ပြီးတိုးတက်ပြီးကန်စာလာတက်စီရန်အတွက်တော့ဟောတကူးမှဆရာအထူးတင်ပေးမယ်။ကန်တက်စီရန်အတွက်ဥပေါင်းစီစီမင်္ဂလာကိုဒါစောင့်ကြည့်ပါအကြောင်းဆရာကထပ်လောင်းပြောကြရင်းနဲ့ဟောအခုတခါတော့နည်းနည်းလေးမူရမများပဲနဲ့နော်လက်တွေ့ကြတဲ့စနေသားသမီးတွေနော်အထူးသဖြင့်အဲနောက်ဆုံးပဲအိတ်နဲ့လွယ်မဲ့စနေဒီပါရင်ဆရာရှိဖို့လမ်းအရောက်လမ်းနေပါအောင်ခင်ဗျစနေဒီကိုဆရာဒီကနေစောင့်နေပါလေ။